ကျင်းပတော့မဲ့တစ်ဖက်သက်ရွေးကောက်ပွဲအတွက်မဲဆွဲရမှာပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့လက်ရှိဥက္ကဋ္ဌဦးခင်ကြီးတက်တက်ကြွကြွလှုပ်ဆောင်နေပါတယ်။လုံခြုံရေးအဖြစ်ယူထားတဲ့မဲဆွဲစည်းရုံးပွဲတွေဒါမှမဟုတ်ပါတီအမာခံအမှုပညာရှင်တွေနဲ့တွေ့ဆုံတာတွေညာရီတု AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုကလစ်တွေအပါအဝင်ဆိုရှယ်မီဒီယာကမ်ပိန်းတွေကတက်သေးပဲဖြစ်ပါတယ်။2021ဆေးရနာတိန်တုံးကပါတီဥက္ကဋ္ဌဖြစ်ခဲ့တဲ့ဦးခင်ကြီးဟာစစ်တပ်တောက်ခံပွဲတွေကိုစီစဉ်သူဖြစ်ပါတယ်။ရန်ကုန်မှာရွေးရုပ်တဲတဲဖြစ်ခဲ့ပြီးစန့်ကျင်သူတွေကိုထိုးကျိတ်ပြီး ဓာတ်နဲ့ထိုးတဲ့အထိရန်ကားခဲ့ကြပါတယ်။ဥခင်ကြီးကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနဝင်ကြီးခဏပြန်ခန့်ပြီးနောက်ပိုင်းမှာကြမ်းခိုင်ရေးပါတီဥက္ကဋ္ဌဆက်ဖြစ်လာပါတယ်။ဥခင်ကြီးဟာစေအုပ်စုအဆက်ဆက်အတွက်လူယုံဖြစ်ပါတယ်။အာနာရှင်ဗိုလ်ချုပ်မူကြီးတန်းရွှေခင်မှာရဲချုပ်ဖြစ်ခဲ့သလိုသမရဟောင်းဦးသိန်းစိန်ခင်မှာလူဝင်မှုကြီးကြပ်ရေးဝင်ကြီးဖြစ်ပါတယ်။ဒါပေမဲ့ဥခင်ကြီးဟာလက်လွန်စားသူအနေနဲ့နာမည်ပြတ်ခဲ့ပါတယ်။ဥက္ကင်ကြီးဟာဒေါန်ဆန်းစုကြည်နဲ့ NLD အပေါ်မှာလဲအာနာသိန်းစစ်ခေါင်းဆောင်ဤသူမုံဒီသူတူဖြစ်ပြီ ်အုတ်ခတ်စောကပြောဆိုတတ်သူလည်းဖြစ်ပါတယ်။ရဲရုပ်ဘဝမှာကလေးကပြည်သူတွေအပေါ်အကြမ်းဖက်ရိုက်နှက်ဖိနှိပ်ခဲ့ကြတဲ့စွမ်းအားရှင်အဖွဲ့တွေကိုဖန်တီးခဲ့ပြီးအကြမ်းဖက်မှုကျွလွန်တာတွေမှာအတုံးချခဲ့ပါတယ်။အခုလည်းပါတီဥက္ကဋ္ဌဖြစ်လာကလေးကစစ်ကောင်စီတောက်တိုင်အမာခံဖြစ်ကြောင်းပြောပြီးသူ့ကိုလာတက်ဖို့ PDF တွေကိုစိန်ခေါ်ခဲ့သူဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်စင်ထားတဲ့အတိုင်းရွေးကောက်ပွဲမှာကြန့်ခိုင်ရေးပါတီအများစုနိုင်ရခဲ့ရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်တော်ထဲမှာအနိုင်ရပါတီဟာသူ့ကိုယ်စားလှယ်ကိုဒုသမရအဖြစ် ရွေးချယ်တင်ပြောင်းနိုင်ပြီးအဆုံးစွန်တမရဖြစ်ခွင့်ရှိနေပါတယ်။ဥခင်ကြီးကတော့ပါတီဥက္ကရာဖြစ်ပေမဲ့တမရအိမ်မက်ကိုပျောင်ပျောင်တင်းတင်းမက်ခွင့်ရှိပါဘူး။တိတ်တခိုးပဲမက်ခွင့်ရှိတာပါ။ဥခင်ကြီးရဲ့နောက်ခွင်မှာအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဆွတ်ဖက်ခြေလဲမှုတွေနဲ့အတူမိုးကြွှေကိုစစ်တပ်အငြိမ်းစားအရာရှိတွေကပါတီရဲ့ရေးပါတဲ့ခေါင်းဆောင်နေရာတွေမှာနေရာဝင်ယူထားပြီးတော့ဥခင်ကြီးရဲ့အနေထားဟာခေါင်းဆောင်ထက်ခိုင်းပတ်နဲ့ပိုတူနေပါတော့တယ်ခင်ဗျာ။